ါရှင်။ကျမကတော့ဂျာမုံပါ။နိုဝင်ဘာ6ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြည့်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်။နယူးယောက်မြို့တော်ဝန်ရွေးကောက်ခံရသူကိုကွန်မြူနစ်လို့ Trump ထပ်ပြီးဆွဆွဲလိုက်ပါတယ်။ American ကုန်တင်လျင်ပြတ်ကျမှုမှာတေဆုံးသူ12ဦးထိတိုးလာနေတာပါ။အာဖဂန်ရဲ့ဘိန်းဆိုင်အေရိယာကျဆင်းသွားကြောင်းကုလသမဂ္ဂပြောပါတယ်။ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်။နယူးယောက်မြို့တော်ဝန်တဲ့အဖြစ်ရွေးကောက်တင်မြောက်ခံရသူ Zoran Mamdani ကို ကွန်မြူနစ်တဦးလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားလိုက်ပါတယ်။အသက်34နှစ်သာရှိသေးတဲ့မမ်ဒန်နီဟာနိုဝင်ဘာ၄ရက်ရွေးကောက်ပွဲရလဒ်အရအမေရိကန်ရဲ့အကြီးဆုံးမြို့မှာမြို့တော်ဝန်ယာဒူးကိုရယူနိုင်ဖို့တရားသွားခဲ့ပါတယ်။ထရမ့်ဟာနယူးယောက်မြို့တော်ဝန်နေရာအတွက်မမ်ဒန်နီကိုမရစေခြင်းကြောင့်အတိအလင်းသဘောထားထုတ်ပြန်ပြောဆိုထားတာပါ။မမ်ဒန်နီဟာနယူးယောက်မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရတဲ့ပထမဆုံးအာရှတောင်ပိုင်းအနယ်မွတ်စလင်တအူးလေးဖြစ်လာပါတယ်။ သူ့ကိုအိန္ဒိယအနယ်မိဘတွေကယူဂန်ဒါမှာမွေးဖွားခဲ့ပြီးနောက်တော့အမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်။မမ်တာနီဟာလဝဲရင်းဆိုရှယ်လစ်အတွေးခေါ်ရှိသူတယောက်ဖြစ်လူသိများပါတယ်။အရင်းရှင်ဘီလီယံနာလုပ်ငန်းရှင်ကြီးတွေတထေးကြီးတွေကနယူးယောက်မြို့တော်ဝန်ယာဒူးကိုထိန်းချုပ်ဖို့အမြဲတမ်းကြိုးစားခဲ့ကြပေမဲ့ဒီတစ်ချိန်မှာမမ်တာနီကအောင်ပွဲခံခဲ့တာဟာအန်အော့စီယာရလတ်လို့လေလာသူတွေကသုံးသပ်ထားပါတယ်။ထရမ့်ကတော့သူ့ရဲ့ဇာတိဖြစ်တဲ့နယူးယောက်မြို့မှာကွန်မြူနစ်တယောက်အာဏာရလာတော့မယ်လို့ နိုဝင်ဘာ9ရက်နေ့တုန်းကမီယာမီမှာပြုလုပ်တဲ့စီးပွားရေးဆွေးနွေးပွဲတစ်ခုမှာပြောကြားခဲ့တာဖြစ်ပါတယ်။အတိုက်ခံဒီမိုကရက်တစ်ပါတီဟာနယူးယောက်မှာကွန်မြူနစ်တယောက်ကိုစင်တင်ပေးလိုက်ပြီလို့သူကဆိုပါတယ်။ကွန်မြူနစ်တွေ၊မက်ခ်စ်ဝါဒီတွေ၊ဆိုရှယ်လစ်တွေနဲ့ဂလိုဘယ်လစ်တွေမှာလည်းအခွင့်အရေးတွေတော့ရှိကြကြောင်းဒါပေမဲ့သူတို့တွေကကတ်ဘေးတွေပျက်စီးမှုတွေကလွဲရင်ဘာကုန်းမှယူဆောင်မပေးကြကြောင်းဒီတော့နယူးယောက်မှာလည်းကွန်မြူနစ်တယောက်ဘာတွေဆက်လုပ်မလဲတကယ်ရောအလုပ်ဖြစ်မလားဆိုတာစောင့်ကြည့်ရုံသာရှိကြောင်းထရမ့်ကမှတ်ချက်ပေးခဲ့ပါတယ် ရွေးကောက်ပွဲရလဒ်မထွက်ခင်မှာ Trump ကတကယ်လို့ Mamdani သာနယူးယောက်မြို့တော်ဝန်ဖြစ်လာမယ်ဆိုရင် Federal အစိုးရကနယူးယောက်မြို့အတွက်ထောက်ပံ့နေတဲ့ရန်ပုံငွေတွေကိုအနိုင်ဆုံးပမာဏထိ short ချမယ်လို့သတိပေးခဲ့ပူပါတယ်။ဒါပေမဲ့ Mamdani ကတော့သူ့အနေနဲ့နယူးယောက်မှာဘယ်လိုနမူနာကောင်းတွေပြသနိုင်မလဲဆိုတာကိုပဲတွေးတောနေကြောင်းလူနေမှုစရိတ်ကြီးမားတဲ့ဒဏ်ကိုမြို့ကန်တွေအလူလဲခန်းစားနေရတဲ့အပေါ်စကားတွေကြီးပြောနေတာမဟုတ်ဘဲအပြောင်းလဲတွေတစ်ခုခုဖန်တီးပေးကျင်ကြောင်း သူနဲ့ Trump ကြားအဓိကကြွာခြားတဲ့အချက်ကလည်းအဲ့ဒါပဲဖြစ်ကြောင်းမမ်တာနီကတုံ့ပြန်သွားပါတယ်ရှင်။ American နိုင်ငံ Kentucky ပြည်နယ်တွေကကုန်တင်လျင်ပြတ်ကျမှုဟာအသေးပြောက်၁၂ဦးထိမြင့်တက်လာကြောင်းသိရပါတယ်။ November 4ရက်ညနေပိုင်းတုန်းက Louisville နိုင်ငံတကာလေဆိပ်ကနေပြန်အတက်မှာလေယာဉ်ရဲ့အင်ဂျင်တလုံးပြုတ်ကျပြီးလေယာဉ်ကလည်းပြတ်ကျမီးလောင်ပောက်ကွဲခဲ့ပါတယ်။မူလကတေဆုံးသူအရေးအတွက်ကိုလေယာဉ်အမှုတန်း3ဦးသာရှိတယ်လို့ကြေညာထားရကနေ 24နာရီလောက်အကြာမှာတော့71ဦးထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။တေဆုံးသူတွေထဲမှာအ ਨੇ ဆုံးကလေးတဦးလည်းပါဝင်ပြီးအရေးအတွက်ကထတ်တိုးလာနိုင်တယ်လို့ပြည်내အုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်။ကနဦးစုံစမ်းစစ်ဆေးမှုတွေအရလေရင်ရဲ့ဘယ်ဘက်အင်ဂျင်ဟာလေရင်ပြန်တက်ချိန်မှာမီးဆွဲလောင်ပြီးပြုတ်ကျခဲ့တယ်လို့သိရပါတယ်။လေရင်ကအရှိန်နဲ့ထိုးဆင်းလာပြီးဝင်တိုက်ခဲ့တာကြောင့်ဂိုဒေါင်နှလုံးနဲ့မီးလောင်ပြီးအကြီးအကျယ်ပျက်စီးခဲ့ပါတယ်။ဒီဖြစ်စဉ်မှာဒဏ်ရာရသူလည်းတရားစင်ကျော်ရှိခဲ့တာပါ။ဆေးရုံရောက်နေသူတွေဟာ မီးလောင်ဒဏ်ရာနဲ့အပြက်အစီးအစားနာတွေထိမှန်တဲ့ဒဏ်ရာတွေရထားကြတယ်လို့မိခုံးမွန်ပြီးအသက်ရှူမွန်ကြခဲ့သူတွေလည်းပါဝင်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။နောက်ပြီးပျောက်ဆုံးနေသူတချို့လည်းရှိတယ်လို့ကယ်ဆယ်ရေးတွေကဆိုပါတယ်။လေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေသေးပါ။လေရင်အင်ဂျင်ဘာကြောင့်မီးဆွဲလောင်ပြီးပြုတ်ကျရသလဲ။လေရင်ဘာကြောင့်ပြတ်ကျရသလဲဆိုတာကိုအတိအကျပြောဖို့ကတော့အရန်စောလွန်နေသေးတယ်လို့စုံစမ်းရေးအရာရှိတွေကမှတ်ချက်ပေးထားပါတယ်။ လေရင်ပြတ်ကျမှုအပြီးလေစိတ်ကိုယာယီပိတ်ခဲ့ပေမဲ့နိုဝင်ဘာ9ရက်နေ့မှာတော့ပြန်ဖွင့်ပေးထားပြီးလေရင်အတက်အစင်းတွေပြန်စနေပြီလို့ Louisville မြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။လေရင်ပြတ်ကျမှုနဲ့ဆက်ဆက်ပြီးလူပြောက်တိုင်ထားတဲ့မိသားစု16ခုရှိတယ်လို့လည်းသူကပြောပါတယ်။ American ရဲ့ United Parcel Service UPS ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကပိုင်ဆိုင်တဲ့လေရင်ဟာလောင်စာဆီဂါလန်ပေါင်း3800ကိုတင်ဆောင်သွားခဲ့တာကြောင့်လေမိလောင်မှုအခြေအနေကပိုဆိုးရွားခဲ့တာဖြစ်တယ်လို့ စုံစမ်းရေးအရာရှိတွေကသုံးသပ်ထားပါတယ်။ Louisville မိသက်ဌာနအကြီးအကဲကလေရင်ပြက်ကျတဲ့နေရာမှာဖြစ်ခဲ့တဲ့လောင်စာဆီရိုးစိမ့်မှုတွေဟာကင်တွယ်ဖို့အရန်အန္တရာယ်ကြီးတဲ့အခြေအနေမျိုးရှိနေတော့ပဲလို့ပြောထားပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှုကလည်းဒေသခံတွေအနေနဲ့လေရင်ပြက်ကျတဲ့နေရာစီချင်းကတ်တာမျိုးလုံးဝမလုပ်ကြဖို့အလေးနဲ့တိုက်တွန်းသတိပေးထားပါတယ်။လောင်စာတွေပြန့်နှံ့နေတာကြောင့်အချိန်မရွေးမီးထလောင်နိုင်တဲ့အန္တရာယ်ရှိနေသေးကြောင်း online ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေကိုကြည့်ရုံနဲ့တင် ဖြစ်စဉ်ကဘလောက်ဆိုးရွားကြမ်းတမ်းခဲ့တယ်လဲဆိုတာအားလုံးသိကြပြီးဖြစ်မယ်လို့ယုံကြည်ကြောင်းပြည်내အုပ်ချုပ်ရေးမှူးကပြောထားပါတယ်ရှင်။အာဖဂန်နစ္စတန်နိုင်ငံရဲ့ဘိန်းဆိုင်အေရီယာဟာအခုနှစ်ထဲမှာတည်တည်တသာပြန်လည်ကျဆင်းသွားခဲ့ကြောင်းကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့မူရစေဝါနဲ့ရာဇဝတ်မှုဌာန UNODC က2024နဲ့ရှင်ရန်အာဖဂန်ရဲ့ဘိန်းဆိုင်ကင်းတွေဟာအခုနှစ်မှာ20ရာခိုင်နှုန်းရောကျသွားတယ်လို့သိရပါတယ်။ဘိန်းဟာ heroin ဘိန်းဖြူတွေထုတ်လုပ်ရမှာ အခြေခံအကျဆုံးလိုအပ်တဲ့ကုန်ကျန်းပစ္စည်းဖြစ်ပါတယ်။အာဖဂန်ဟာတစ်ချိန်တုန်းကကမ္ဘာပေါ်မှာဘေးစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2020ခုနှစ်မှာတာလီဘန်တွေကနိုင်ငံကိုပြန်လည်အုပ်ချုပ်ခဲ့တဲ့နောက်ဘေးစိုက်ပျိုးမှုကိုထိထိရောက်ရောက်ရှော့ချမယ်လို့ကြွေးကြော်ခဲ့ပါတယ်။တကယ်လေအဲ့ဒီနောက်ပိုင်းနှစ်တွေမှာအာဖဂန်ရဲ့ဘိန်းထုတ်လုပ်မှုရောဘိန်းကင်းတွေပါတောက်လျှောက်ရော့ကျလာခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်မှာဘိန်းဆိုင်အေရီယာ16ရာခိုင်နှုန်းပြန်မြင့်တက်ခဲ့ပြီး ဒီနှစ်မှာတော့20ရာခိုင်နှုန်းပြန်ကျသွားတာလို့ UNODC ကဆိုပါတယ်။အာဖဂန်ရဲ့ဘိန်းထုတ်လုပ်မှုကတော့ရာခိုင်နှုန်းအနေနဲ့ပိုပြီးတောင်ရော့ကျသွားမယ့်အခြေအနေရှိနိုင်ပြီး32ရာခိုင်နှုန်းလောက်ကျဆင်းနိုင်မယ်လို့ UNODC ကခန့်မှန်းထားပါတယ်။ဒါပေမဲ့အာဖဂန်မှာဘိန်းဆိုင်ပြိုထုတ်လုပ်မှုတွေကိုတာလီဘန်တွေကတားမြစ်လိုက်ပေမဲ့တစ်ဖက်မှာတော့ methamphetamine လို့မူရစ်ဆေးဝါးတွေထုတ်လုပ်မှုကတော့ဇက်တိုက်တရိပ်ပြနေကြောင်း UNODC ကသတိပေးခဲ့ပါတယ်။ တနည်းအားဖြင့်စိုက်ပျိုးထုတ်ကုန်ကိုအခြေပြုတဲ့မူရည်ဈေးတွေထုတ်လုပ်မှုကျဆင်းလာပေမဲ့ဓာတ်ခွဲခန်းကထုတ်လုပ်တဲ့မူရည်ဈေးတွေကလုပ်ငန်းအသစ်တစ်ခုအဖြစ်ချဲ့ထွင်နေရယူလာတဲ့သဘောဖြစ်ပါရဲ့ရှင် People Spring ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်